အနာစထိန်တဲ့အချိန်မှာအဲကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ပြောတော့ပေါ့ဗျာနော်ဒါနဲ့ခင်ဗျားဦးမင်းအောင်လာရပါတော့အာနာယူလို့သူကတမရသွားတောင်းတာဒေါအောင်ဆန်းစုကြည်မှာတဲ့သွားတောင်းတဲ့ခမားဒေါအောင်ဆန်းစုကြည်ကမပေးဘူးတဲ့မပေးအာအာကျွန်တော်ရည်တာပေါ့မဖြစ်နိုင်လားမလို့တမရယာသူကခါတဲ့ဒီဘုကျုံစုံမင်းဆောင်ပြောတယ်ခင်ဗျားဘောတမရယာသူကဗျာတောင်းလို့ရတဲ့အရာမဟုတ်တာတဲ့ဟောတမရယာသူတောင်းလို့မရအဲ့ဒါနဲ့ပတ်သက်ဟုတ်တယ်ဟုတ်တာပဲဒါဥပဒေအကူကိုချက်ကြည့်တဲ့ခါမှာလည်းမဟုတ်ဘူးလေတမရယာသူတောင်းလို့မရအောင် အဲ့တော့ကျွန်တော်ကအဲဦးမြအောင်လိုင်းဘက်ကဗျသူကတမလာယူတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပငယ်ချင်းနဲ့အားလုံးစမ်းကြည့်တော့နော်စမ်းကြည့်ပြီးကျွန်တော်ဥပဒေကိုကားပဲကြည့်ရအောင်ပြန်နော်ဟန်တင်းဟာရေကောက်ဝဲတော်မပြီးသေးလို့တော့စတော့တမနာယူတမနာယူလာတဲ့အခါကျတော့ဟဲ့ကျွန်တော်က တော့သူတမနာယာဒူကျွန်တော်ပြောခဲ့လေသူတမနာယာဒူသူတမနာဖြစ်လို့ရှိရင်ဒါခမရတို့မှန်တယ်ခမရတို့မှန်တဲ့အတွက်ကြောင့်မလို့ခမရတို့ကျွန်တော်နီပိန်းလို့ကျွန်တော်ဘယ်တော့မှမခေါ်တော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့တယ်နော်ထို့တူပါဗျာနော်လောလောဆယ်ကျွန်တော်ကဘေထီဆိုတဲ့ကကျွန်တော်ရှုံးပါပြီလေလောလောဆယ်သူကခမရတို့ပြောသလိုပါဗျာနော်လောလောဆယ်အောင်မှာပဲယာယီတမနာယူလာတဲ့ခါကျတော့ကျွန်တော်ရှုံးသွားတယ်ကျွန်တော်ဘယ်တော့မှမခေါ်တော့ခမရကြိုက်တာကျွန်တော်ခေါ်လို့ရတယ်နော်ခမရကြိုက်တယ်လို့ပြောလို့ရတယ်အဲဒါမှမဟုတ်ကျွန်တော်ခမရတို့နီပိန်းလို့ဘယ်တော့မှခေါ်တော့ပါဘူးနော် ဲ့တော့တော်လိုက်အဲဒီပေါ့ဒီရွေးကောက်ပဲပြီးရင်သူတမရလုံးတမရလုံးလို့ကျွန်တော်ခွတ်ထုတ်ခွတ်လာထက်ရှုံးတော့မှာဗျာနော်ဒါမဲ့လောလောဆယ်လည်းကျွန်တော်ရှုံးနေပါပြီသူကယာယီတမရယာတို့ယူသွားပြီလေနော်အဲဦးမင်း online သူဒီခင်ဗျားတို့ပြောသလိုပဲကျွန်တော်ဝင်ခံရမယ့်ပုံစံဖြစ်သွားပါတယ်အေးပြည်ခိုင်ပြိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနေလို့ပြောရင်မှားတယ်ထင်သလားပြည်ခိုင်ပြိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနေတယ် အဲအဲ့ဒါအဲ့ဒါလေးအဓိကပြောအောင်ပါနော်ပြည်ခိုင်ပြိုးပါတီဟာပါတီဖြစ်နေကျွန်တော်မြင်ခဲ့တာဟိုရင်ရဆိုလို့ရှင်။ဘာကြောင့်ပါတီဖြစ်နေမြင်ခဲ့တယ်ဆိုလို့ရှင်။ပြည်ခိုင်ပြိုးပါတီဟာမိုးတဲ့ရေတဲ့ကိုဖျက်ဆီးခဲ့ရတာနော်။ဦးသိန်းစိန်လက်ထက်ဗျာပြည်ခိုင်ပြိုးနာမည်ရခဲ့ပါလား။နော်။တောင်ဆန်းစုကြည်လက်ထက်မှာလည်းပြည်ခိုင်ပြိုးဟာအတိုက်ခံကောင်းတစ်ခုတိုက်ခံကောင်းပါတီကောင်းတစ်ခုနဲ့ရပ်တည်ခဲ့ပါလား။အဲဦးမင်းအွန်လိုင်းလက်ထက်ရောက်တော့မှာပဲပြည်ခိုင်ပြိုးဟာ ဘာနဲ့ဘလို့ဖြစ်သွားလဲဆိုတော့တိတ်ခါမဲ့သွားတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်နော်အဲ့တော့ပြီးခိုင်ဖြိုးသည်အစင်းစင်းရက်တည်ခဲ့တဲ့အဖွဲ့စည်းပြကျွန်တော်တို့ဟုတ်ဗျာကျွန်တော်ချာတိတ်လေးဘွားတယ်ကပြီးခိုင်ဖြိုးဆိုတာရှိနေတာပါနော်ပြီးခိုင်ဖြိုးဆိုတာအရင်ကအသင်းပါဗျာကြန့်ခိုင်နေတဲ့ဖွင့်ဖြိုးဆိုတာအသင်းအဲ့ဒီအသင်းကနေပြီးတော့ပါတီဖြစ်လာတာပါအဲ့တော့ဒီလိုမျိုးတည်တည်ချာချာရက်တည်လာတဲ့နိုင်ငံရေးပါတီပါအဲ့တော့ခင်ဗျားတို့ဗျာဒီတော်လန်ရေးဖြစ်တဲ့အချိန်မှာလဲ နော်တော်လိုင်းကတောင်းကနေဖြစ်တဲ့ချိန်မှာပြည်ခိုင်မျိုးပါတီဝင်တွေပြအသက်ခံတာဘယ်လောက်ထိများလဲအဲ့ဒီချိန်မှာစစ်တပ်ကပြည်ခိုင်မျိုးပါတီဝင်တွေကိုအကာအကွယ်ပေးနိုင်ခဲ့လို့လားမိုးတဲ့ရေထဲမှာသူတို့ရက်တည်ခဲ့ရတယ်သူတို့တွေပေးခဲ့ရတယ်သူတို့ခြေခဲ့ပြည်ခိုင်မျိုးပါတီဝင်ဘယ်လောက်လောက်တည်သွားဆိုထောင်နဲ့ချီပြီးတည်သွားတယ်နော်ထောင်ထောင်နဲ့ချီပြီးတည်တာပါအဲ့တော့ပြည်ခိုင်မျိုးပါတီဝင်ကဒီလိုခက်ခက်ခဲခဲရက်တည်ခဲ့ရတဲ့ပါတီနော်အဲ့တော့ ဘလောက်ထိလဲဆိုလို့ရှိရင်ဗျာပြည်ခံမျိုးပါတီရဲ့အကြီးအကဲတယောက်ဖြစ်ပါလိမ့်မယ်ဝင်းရင်တုတ်တွေနော်ဝင်းရင်ဝင်းရင်ဝချုံတွေလက်ဆောင်ပေးလို့ဆိုပြီးအဲ့ပုံကိုတော့မှပဲဟိုနောက်ကျောင်းပြန်ရေးမြူရဆိုတော့ဒီဥပဒေကိုချိုးဖောက်ပြီးတော့မှပဲဒီဥပဒေကိုလက်တလုံးကျလုပ်ပြီးအချုပ်တဲ့ထည့်ခံတာခင်ဗျားတို့သိပါလိမ့်မယ်နော်သူလည်းဒုတိယဗိုလ်ချုပ်ကြီးတယောက်ပါပဲဟိုရင်ရဆိုလို့ရှိရင်အဲ့တော့ပြည်ခံမျိုးပါတီဝင်တို့စစ်တပ်ကလည်းမကာကွယ်အကာအကွယ်မပေးနိုင်ရဲရလည်းအကာအကွယ်မပေးနိုင်တဲ့အခါကျတော့ပြည်ခံမျိုးပါတီဝင်တွေတည်ကြတယ်အဲ့တော့သူကဘာလုပ်လဲဆိုကြဝချုံတွေပေးတယ် ဝါချုံပေးတဲ့ပုံကနောက်ဆုံးပြီးတော့ချုံလေးရောက်သွားတယ်။ချုံလေးရောက်သွားတော့ဟိုရင်တုန်းကကိစ္စတွေနဲ့တရားဆွဲတယ်ဆိုတဲ့ခါကျတော့ဟိုရင်ကကိစ္စနဲ့တရားဆွဲလို့မရဘူးဆိုပြီးတော့အချိန်ကဥရင်ကြီးမှာရေးထားရတာအဲ့ဒါကြီးကိုပြန်ပြန်တင်းတင်းချုပ်ဖောက်ပြီးတော့တရားဆွဲသွားတယ်။တရားဆွဲပြီးချုံလေးထည့်ပလိုက်တယ်။အဲဒီနဆာကအဆိုရဦးမင်းအောင်လာရနော်။အဲ့တော့တရားဆွဲသွားတော့ချုံလေးရောက်သွားဟိုပုံကအခုချိန်ကြီးလက်ချုပ်ထဲမှာပဲ။ထောင်ထဲမှာပါဗျာနော်။အဲ့တော့ဒီပုံကဘာကြောင့်မို့အေးအေးယူလဲဆိုတဲ့ခါကျတော့အချိန်ကဥပဒေကြောင်းရတော့မှန်တယ်တဲ့။ဒါပေမဲ့တော့စစ်တပ်ရဲ့ လစာကိုနော်စစ်တပ်ရဲ့ပရိုဂရမ်ဆိုတော့အငိမ့်သာလာပင်စင်ကိုစားနေတဲ့အတွက်ကြောင့်မို့လို့ဒီပုဂ္ဂိုလ်တရားဆွဲလို့ရဆိုပြီးတော့စစ်ဥပဒေနဲ့ခါရေးရေးယူချသွားတဲ့ပုံစံမျိုးဖြစ်သွားတယ်။အဲ့တော့ဒီခံပြိုးပါတီဟာအတက်ခံအသေးခံမိုးရဲရေထဲမှာ ရုန်းကန်ပြီးရက်တီလာရတဲ့ဒီခံပြိုးပါတီဖြစ်တယ်။အဲ့တော့အဲ့ဒီပါတီဟာတကယ်တကယ်တမ်းတစ်ချိန်လုံးတော့စစ်တပ်ကစကားကွယ်စောင့်ရှောက်မှုဆိုတာဘာမှမပေးဘဲနဲ့တကယ်တကယ်တမ်းရွေးကောက်ပွဲလဲဝုန်းနိုင်လဲဖြစ်တယ်ဖြစ်ဥမင်းအောင်လာချက်ချင်းနဲ့ငင်းဆိုသလိုဗိုလ်ချုပ်တွေပေါင်းချုပ်ပြီးတကားထဲလာပြန် ညို့ခုအသေးပွင့်သွားလို့စားတဲ့ခါကျတော့ဒင်းကနော်ဒင်းကဘယ်လိုခေါ်မလဲဆိုတော့ဒင်းစီစဉ်တဲ့အတိုင်းစီစဉ်တယ်တခါလဲတေချေဒုက္ခရောက်တဲ့ချိန်မှာတော့ဘာမှအကူအညီပေးနိုင်ခြင်းမရှိဘူးကာကွယ်ပေးနိုင်ခြင်းမရှိဘူးအဲ့တော့ဒီခါကျိုးပါတီဘက်ကနေကျွန်တော်ကကြည့်ပြီးပြောတာပါအဲ့ဒီတကြောင်မို့လို့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်စနမေကုန်းလေးပေါ့ပြည်ခိုင်မျိုးပါတီကိုစစ်တပ်ကအကာအကွယ်ပေးနိုင်သလားဆိုတော့စစ်တပ်ကအကာအကွယ်မပေးနိုင်ပေးခဲ့ကြတာမိုးတဲ့ရေထဲမှာเนาะတကယ်တကယ်တမ်းအညွန့်ခူးတော့မယ်တကယ်တကယ်တမ်းထိုင်ကုန်လေးရတော့မယ်ဟလား အဆင်ပြေတော့မယ်ဆိုတဲ့ခါတော့မှတင်းဒိန်းဆိုတော့ပေါ်နေပြီးတော့လုံးဝစစ်သင်းကြီးတစ်ဖြစ်နဲ့ပြည်ခံမျိုးပါတီကိုစီစဉ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပြည်ခံမျိုးပါတီတွေတော့ဒါကလည်းလုံးဝနေရာမပေးနိုင်တော့ဘူးစစ်တပ်ဝင်းချုံနေလေဝင်းချုံနေအထိတ်ကဘလို့မှမသွားတဲ့ခါကျအနောက်ကဘလို့မှမရှိတဲ့ခါနေရာမပေးနိုင်တဲ့ခါကျတော့ကဲစစ်သင်းကြီးကိုပို့လိုက်ပြန်ပြည်ခံမျိုးပါတီကိုပို့လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲနောက်ဆုံးပြီးတော့ပြည်ခံဖြူတိတ်ခါမဲ့သွားတော့ဗျာ